ဒိုင်နိုဆောရီတကယ်တော့မျိုးမတောက်နေပါဘူး။တို့ရဲ့မိလေးရဲ့ဘူထီရှိနေပါတကယ်။ဟုတ်ပါလေ။အဲကောင်ကြီးရဲ့နာမည်ကတော့ခေဆိုဝါရီလို့ခေါ်ပါလေ။ဒီကောင်ကြီးကဒိုင်နိုဆောရီကနေပြီးနှစ်မျိုးနဲ့အဖြစ်ဆင်းနေပြောင်းနေလာတာပါ။ဒိုင်နိုမညာရှင်တွေကတော့ကဆိုဝါရီကိုတက်ရှိဒိုင်နိုဆောလို့ခေါ်ကြပြီးတော့ဒိုင်နိုဆောစစ်တော်မဟုတ်ပေမဲ့ဒိုင်နိုဆောရဲ့မိလေးတွေလို့လည်းခေါ်ကြပါလေ။ဒီနေ့ဒီကိုဘာကြောင့်ကဘာပေါ်မှာအန်ဒီရဲ့အများဆုံးမျှလို့တင်စားခံရလဲဆိုတာဒီဗီဒီယိုလေးမှာအထူးထူးကြည့်လိုက်ကြရအောင်။ ဒေဆိုဝါရီကတက္ကသိုလ်လုံးမမျိုးနဲ့တုံးမျိုးရှိပြီးတော့စာတန်ခန်ဆိုဝါရီကတော့အကြီးဆုံးနဲ့အကျန်ဆုံးပါပဲဒီကောင်ကြီးကအရန်ကိုရန်လို့လာပြီးတော့ရဆက်ကြံကြောက်တတ်ပါလိမ့်သူတို့နောက်ကိုသွားကြတာနဲ့ရင်ဒီကောင်ကြီးကတိုက်ခိုက်တတ်ပါပြီလေဒေဆိုဝါရီကငှက်ဆိုပေမဲ့တောင်ပန်ကြီးကဒီတိလေးပဲရှိပြီးပြန်လို့တော့မရပါဘူးဒီကောင်ကြီးခန္ဓာကိုယ်ကကီလို90အထိရှိပြီးတော့သူတို့ရဲ့ခြေတဲကြီးကလည်းငါးနဲ့မှအထိရှိပါသေးတယ်။ဒီကောင်ကြီးရဲ့ပြားကလည်းကီလိုမီတာ90အထိရှိပါသေးတယ်။ ဒီဟန်ကြီးတွေကရန်လူတွေတိုက်ခိုက်တတ်ပေမဲ့အတားမစားကြပါဘူးသူတို့ဟာတစ်ပြီးပြီမြို့ရင်ပြည်တွေကိုသာအဓိကစားကြပါလိမ့်ကဲဆိုဝါရီတွေကိုအော်စတြေးလျမြို့ပြည်နေနဲ့မြေမအိုင်လန်တွေမှာအတွေ့များရပါလိမ့်ဒီကောင်တွေကအတွေ့တော်တွေနဲ့တွေ့တော်ဆွန်ဖြားတွေမှာနေရကြပါလိမ့်ရေနဲ့တွေ့ရင်ရေဝင်ကူးတတ်ကြပြီးတော့ရေကူးခြင်းကသူတို့အတွက်ပျော်ရွှင်ကြပါနောက်ထပ်ဆုံးရာသီအရလေးတစ်ခုကခေဆိုဝါရီရဲ့ခေါင်းပေါ်မှာရှိတဲ့အမောက်ကြီးတွေကနေအချင်းချင်းဆက်သွယ်နိုင်ကြပါလိမ့် အိမ်မက်တွေကအရွယ်ရောက်ဖို့၃နှစ်လောက်ကြာပြီးတော့အမတွေကအထူးထက်အရွယ်အစားကိုကြည့်ကြပါလိမ့်။အစောင်းကြီးရှိသွားပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။